အားလုံးပဲမင်္ဂလာပါနော်အာဒီတာဟိုငွေသုံးပေးရင်ရောဖလာရမထင်ကြဟင်ကျွန်တော်အရင်ဆုံးအဲ့ဒါမေးချင်တယ်ဗျာဆိုတော့ဟိုတချို့ကပြောနေကြတော့ဗျာကျွန်တော်အာဆင်နယ်ဖန်တွေပဲပေါ့ဒါတရကြီးကဒါအာဆင်နယ်ထက်ဟိုတော်တော်များများငွေတုံးထားတယ်ပေါ့ဆိုတော့အဲ့အကြောင်းမလို့ ဒါ Champion League ဖလားရရတယ်ပေါ့လေနော်ဟိုအာဒီဒါကဆိုလိုချင်တာကမညံအောင်ပေါ့နော်အာဒီဒါမညံအောင်ဟိုအင်းရဲလိုတာငွေတုံးရင်ငွေပေးတုံးရင်ဒါအာဒီဒါလည်း Champion League ဖလားရနိုင်တယ်ပေါ့ဆိုတော့အဲ့လိုမျိုးပြောတာကရတယ်ဟုတ်ဟုတ်တယ်ကိုလွတ်လပ်ခွနဲ့ကိုကိုအမြင်နဲ့ကိုပြောလို့ရတယ်ဆိုဆိုတော့ဒါမဲ့ဘဲ အာဆနယ်ဖန်မှလည်းငွေတုံးစရာမလိုပါဘူးကွာငွေမတုံးလည်းရပါတယ်လို့တော့ပြန်ပြီးတော့ငင်းချက်ထုတ်မှာတော့မဟုတ်ပါဘူးเนาะအဲ့ဒီစကားလေးအပေါ်မှာဟိုငွေတိတ်မတုံးမင်းနဲ့ရတော့လဲကောင်းတာပေါ့ဗျာမကောင်းဘူးလားဆိုတော့ထားပါတော့အဲ့ဒါအနေနဲ့ကတော့ငင်းငင်းချက်ထုတ်ဖို့မဟုတ်ပါဘူးဆိုတော့ငွေတုံးရမှာမှန်တယ်လို့အနည်းကျလည်းတော်ဖို့လိုတယ်ဗျာဆိုတော့အဲ့လိုပြောတဲ့အခါမှာအင်းနစ်ကပဲမတော်ဘဲနဲ့ပဲရတာလို့လို့ဒါမှမဟုတ်အင်းနစ်တော်ဒီတိုင်အောင် အဒီတာလဲတော်တယ်ဆိုတဲ့သဘောမျိုးပြောချင်တာလို့လို့စကားတွေကအဲ့လိုမျိုးနှစ်ခွအတိတ်ပဲရောက်တဲ့အခြေအနေမျိုးတွေရှိရဲ့ဗျ။ဒါကဟိုကျွန်တော်တို့ဆိုလဲလေးဒါကိုနီးပြဘက်ကနေရှိနေလိုက်ချင်ပါတယ်เนาะတကယ်ကောင်းတယ်ဆိုရင်ဒါပေမဲ့တကယ်လုတ်ပြထားတာဘာမှမရှိပြီဒေဗယ်နဲ့တော့ရှိနေမလိုက်နိုင်ဘူး။ဒါရှင်းရှင်းပြောတာ။ဒါကတော့ကျွန်တော်ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေเนาะတကယ်သူကောင်းတဲ့အခါမျိုးတွေမှာဆိုတကယ်ပြောရဲဆိုရဲရှိရဲ။အဲ့လိုမျိုးအခုဟိုအဲ့လိုပေါ့ဟိုမြေကြီးကငွေတုံးထားလို့ အာဒီမလားနည်းနည်းကလဲထားတော့တယ်မတော်ဘူးတော့ထဲမပြောဘူးပေါ့နော်ဒီလိုမျိုးရတယ်ပေါ့အာဒီဒါဆူအာဒီဒါမရတာဒီလိုလူမသုံးတော့ပေါ့ဆိုတော့ခါဒီမှာတစ်ခါလေကြတော့အဲ့ဒါမျိုးစကားတွေကဟိုကျွန်တော်စောစောပြောတယ်လို့ပဲအင်းနည်းနည်းကတိတ်တော်လို့မဟုတ်ဘူးဆိုတာမျိုးဖြစ်သွားတယ်ပြောရင်အင်းနည်းနည်းနဲ့အာဒီဒါကိုတဒန်းနဲ့လိုမျိုးသွားထားခြင်းနဲ့ပုံစံမျိုးတွေဖြစ်သွားစေတယ်မပြောတော့မှအဲ့လိုအတိတ်ပဲတက်ရောက်သွားတယ်ဗျာဆိုလိုချင်တာကလုံးဝမတူဘူး နော်အင်းတဲ့ကအင်းတဲ့ပြောရတော့လေ trouble ကိုလေတရားရတဲ့ဖလားသုံးလုံးယူတာကိုလေနှစ်ချိန်အထိယူထားတာဗျအင်းတဲ့ကငါအဲ့လိုမျိုးကြီးခဏရကိုအဲ့လိုမျိုးကြီးမပြောချင်ဘူးနှစ်ချိန်အထိယူထားတာနော်ဘာစီလိုနာနဲ့ trouble တစ်ချိန်ယူပြအခုပြဲချီနဲ့ trouble တစ်ချိန်ထက်ယူရဲ့အဲ့လိုမျိုးနီးပြဗျအဲ့လိုမျိုးနီးပြကအမှတူပြီးရင်ကွာတီယိုလာပဲရှိတယ် အဲ့လိုမျိုးနီးပြအဲ့ဒါမျိုးယူအာတီတာနဲ့တော့တွားပြီးတော့တဒန်းနဲ့လို့လို့ဘာလို့လို့လေအာတီတာလည်းရနိုင်ပါတယ်ဆိုဘာတွေမလုံနဲ့နော်ငွေသုံးရမယ်ဆိုတာကတော့ဟုတ်တယ်မှန်တယ်အဲ့ဒါလေးကိုအရင်ဆုံးကျွန်တော်ပြောချင်လို့ဗျာအသေးရလို့ပြောရတော့ဒါတော့မှတော့ကိုကိုနီးပြမဟုတ်လေဆက်မိလို့ပြောလိုက်အောင်မယ်အခုအဲ့မင်းနေကဖိုင်နယ်ပွဲမှာအကောင်းဆုံးခြေစမ်းပြသွားတယ်ဒိုရုဆိုရင်19နှစ်ပဲရှိသေးတာ19နှစ် သူအဲဒီမှာကျင်းနစ်ကလကပဲ night ကာလာနန်တကာလာမခေါ်ထားတာအဲ့လိုမျိုးဖတီဟန်ကျော်ကွန်းလေကကွန်းလေမာကာလေးအိုက်ကောင်လေးကဘူးမှာလာကစားဘူးတယ် over hand မှာလေတရားကြီးအငှားလာကစားဘူးတယ်ပေါ်တိုကနေသူလည်းငငယ်ပဲရှိသေးတာအဲ့ဒါမျိုးပြီးမှပေါ်တိုမှာပြန်ပေါ်တိုပြန်သွားတယ်ပေါ်တိုမှာတရားကြီးကစားပြီးမှအခုဒါ PSG ရောက်တယ် PSG မှာကစားတာ300လေးလောက်ရှိသွားပြီသူလူစင်းရဲ့အနေထားတွေကိုပြောပြတာပါဂျွန်နဘတ်ဆိုလဲအဲ့လိုပဲဂျွန်နဘတ်ဆိုလဲအဲ့လိုမျိုးကစားမလေးတွေထားတော့ရှိမှာဟိုဒမ်ဘီလီတို့ပါလို့ရှိရပေါ့နော်ခရာဘတ်ခီလီတို့ ပါတော့ရှိတယ်အဲ့လိုမျိုးခုဆုံးခါရရတော့ ဟိုသာပါလေအချက်လက်တွေကတော့တုံးထားတာတွေကတော့ဟုတ်ပါတုံးထားတာတွေပါတယ်เนาะလာကပေးနှုံးနေညားတာပါတယ်ဟုတ်တယ်အဲ့ဒါတွေလဲဒါမဲ့ဟိုတစ်ခါကပြန်ကြည့်ရယ်ပြည့်ကြည့်ရလူစင်းအရာဆိုစာရွက်ပေါ်ကလူစင်းအရာဆိုတာ MBA မရှိခင်နဲ့ရှိပြီးနဲ့เนาะကွာသွားတယ်ဗျအများကြီးဒါမဲ့ဘာလဲနီးရရဲ့အည်ချင်းကလည်းအတင်းကတော့ဆောင်းရမ်းပူကောင်းသွားဆောင်းရမ်းအားလုံးကဘဲလင်းညီမျှပြီးတော့ ဟိုမင်းညားကကျွန်တော်ကြည်ရင်းတဲ့ဟိုလေဟိုအဲ့လိုမျိုးအဲ့လိုအစတော့တိုက်စစ်ကြီးကမိုင်းလာရီလာပေါ့နော်အဲ့လိုမျိုးဒမ်ဘီလီကောင်းတယ်ဗျာဟုတ်တယ်အာကာဗရာရှိခီလီယာလည်းကောင်းတယ်ဟုတ်တယ်ပြီးအဲ့ဒိုးလူဆိုတဲ့ကောင်လေးကအဲ့ကောင်လေးဆိုတော့ကျွန်တော်အာဆနယ်နဲ့ပွဲမှာတော့ငယ်တတိထားမိတာနှစ်ကြော်လုံးကိုလေစောင့်ရမ်းကောင်းတယ်16နှစ်တဲ့တကယ်မထင်အောင်အဲ့အဲ့လိုမျိုးဟာကောင်းလာရီလာဆိုအဲ့လိုမျိုးသွေးနေရင်းနဲ့မှာတစ်ချက်ဟာဟုတ်တယ်ကိုင်းနေရလဲကောင်းတာပဲလို့ ဖေဗီယန်ရူးကတော့လူရဲ့တပါနဲ့ပေါ့လေနော်စပိန်နိုင်တပါနဲ့ကိုထိမ့်စော်တယ်ကျန်တဲ့လူငယ်နှစ်ယောက်နဲ့433မှာဗျာဆိုရင်ကျန်းထွက်နေတာညံ့ညောလို့ညံ့ညောလို့ပြီးတော့အဲ့လိုဘယ်လိုလဲဆိုတော့ defense မပါဘူးလို့ဘာလို့တွေနော်ညော်လေလေအဲ့မှာဆိုတကယ် defense movie တကယ်အဖြစ်အားတဲ့ကောင်တိတ်မပါဘူးဗျာဘောလုံးကိုဘဲအလုံးမဲ့ကောင်တွေစီပဲဒါမဲ့ကျန်းထွက်ညံ့ညောနေတာပဲဆောင်းအားကြဖို့ကောင်းတယ် နောက်တန်းလည်းကြည့်လိုက်အောင်ငြိမ်လို့ပြီးတော့နောက်အောင်မစိုက်ဘက်နှစ်ဖက်ကပေါ့နော်မန်တန်းနဲ့ဟာခီမီရောကြံထွက်နေတာဝန်လေးကလည်းငြိမ်နေတာပေါ့အဲဟိုစနာဘက်တည်းကလည်းငြိမ်တာပေါ့လေဒီရည်ကြမှာကောင်းတယ်မာကွန်ဟိုတို့ကတော့ကောင်းပြီပါပဲအဲဒီကစားပန်းတွေကသူအရင်အစကတည်းကအရင်နှစ်တည်းကတည်းကကစားလာတာဗျာအဲ့ဒါမျိုးအဲ့ဒါမျိုးအတင်းတွေကိုမှယူသွားတာဗျာအဲ့ဒါကိုလေ ကျွန်တော်ကတော့တကယ်ပြောတာအရင်ဆုံးချီးကျူးရမှာနီးရပဲဗျနီးရပဲဆောင်းရမ်းကျန်းတယ်တကယ်အင်းနဲ့ကကစားပွဲတဲ့နဲ့ပတ်သက်လို့ကတော့အကြည့်လိုက်တော့နည်းနည်းလေးထပ်ပြီးတော့လေးလေးရှည်လိုက်ပါအောင်တော့ဆဆချင်းမှာကတဲ့ကဟုတ်အင်းဒါလည်းတူပုံစံအတိုင်းပေါ့နော်အသတိပတ်နေတဲ့တော့ခန်းစစ်ကိုအစ်စ်စ်လေးလေးပြီးဆောက်ပြီးစနစ်တကျနဲ့တုံ့ပြန်မယ်ဆိုပြီးတော့ပေါ့နော် ရှေ့မှာအဲ့ဒါတူရန်နဲ့မာလိုထာယိုမာတီနက်နဲ့ပေါ့အဲ့လိုမျိုးတွေနဲ့လာတယ်ဒါပေမဲ့ဆတ်ဆာကလေးကကိုအဲ့ဒီ EG ရဲ့အောက်မှာရောက်သွားတာဘယ်အစော်ကြီးမှာပဲဟာခီမီကတွန်းသွားတယ်အသာရလေးပိတ်တွန်းသွားတာပြောရအောင်ဟာခီမီလိုနောက်တန်းစိုက်ဘက် right back ဆော့နေတဲ့ကောင်က striker တယောက်လိုမျိုးအဲ့လိုဘောက်ထဲမှာနေရာယူပြီးတော့အသာလေးပိတ်တွန်းသွားတာစဉ်းစားတာကြည့်တော့ဘယ်လောက်ကြာပြီးတော့ ပေးသွားတဲ့ပတ်စင်နေဆိုလဲရိုးရိုးလေးတွေပဲတကယ်အယိုးအရှင်းဆုံးတွေကဘုံကကြမ်းထွက်နေရဗျာပြောရတဘာဝဆန်တယ်လို့တောင်ပြောလို့ရတယ်ပေါ့နော်ဘုံကရိုးရိုးရှင်းရှင်းလေးတွေကဘုံကကိုတစ်ဖက်ကန်းခတ်မိုက်လွန်းလာအဲ့ရပြီးတော့နောက်ထပ်ဒါဒုတိယမြောက်အလုံးမှာဒိုရူကကန်သွားတယ်ဒီကျွန်တော်တို့နာမီလာနောက်တန်းနဲ့ဖြီးပြီးမှနောက်ဆုံးမှာဘာမှမတတ်နိုင်ခဲ့ဘူးဆိုတော့ဒူးစီးမှာတော်တော်လေးအချိန်ကြာနေတယ်ပြန်လာဖို့ရာ နော်မျောလင့်နေတယ်အဲ့လိုမျိုးအနေထားမှာထပ်ပြီးပုတ်သွားတယ်ဂျိုလူကပဲဆိုတော့3 C 3 C တော့တော်တော်မဖြစ်နိုင်တော့ဘူးပေါ့နော်ဒါပေမဲ့ Champion League ဆိုတာကအားလုံးသိတဲ့အတိုင်းနဲ့ကြီးတယ်လို့ပဲပြောပြောပေါ့နော်အဲ့လိုမျိုးအနေထားမှာအစားအမတွေကဂျင်းတမမနဲ့ဖြစ်နေတော့တိတ်ပြီးအောင်ပွဲမခံရသေးဘူးအဲ့လိုမျိုးအားမျိုးအနေထားကနေကန်ရင်ကန်နေမှာအဲ့လိုခါဘရက်ရှခီလီကလေ တော့အမိုက်စာကြီးတွန်းသွားတာအဲ့ရဲ့ချမ်းနဲ့ဗျာအနီးတိုင်ကြီးကိုနော်ဆူမာကိုလှုပ်ရတာညာမဟုတ်ဘူးမိရနော်ဘယ်ချေကြီးနဲ့ကိုလေအနီးတိုင်ကိုကန်သွားတာသူ့ရဲ့ညာတောင်ပန်းအဘဲတောင်ပန်းနေပေါ့ဆောင်းရမ်းကျမ်းနေဆောင်းရမ်းကျမ်းနေအဲ့ဒီအလုံးအဲ့ဒီအလုံးလည်းပြီးတော့သူကဖုန်းစီးမှာပွဲရပြီးတော့ဖြစ်သွားပြီအချိန်ကလည်းတိတ်မကြံတော့ဘူးဆိုတဲ့အကောင် ပြီးနောက်ပြီးရင်နောက်ထပ်လူသားဝင်လာတဲ့ကောင်လေးကတကိုးတို့နဲ့ 5G ဖြစ်သွားတယ်။တကယ်ကိုပုံနဲ့ duration မှာနော်မိနစ်အစားမှာပြခဲ့တယ်လို့ပေါ့နော်တကယ်ချန်ပီယံလိဒါချန်ပီယံအစ်စ်ပေါ်ထွန်းလာခဲ့ပြီပေါ့နော်ချန်ပီယံလိဘလောက်ကန်မြောက်ဦးတဲ့ချန်ပီယံအစ်စ်ပေါ်ထွန်းလာခဲ့ပါတကယ် congratulation မှာအားကျပါတယ်နော်ကျွန်တော်တို့တကယ်အားကျမိပါတယ်ကျွန်တော်တို့အလှည့်လဲမြန်မြန်ရောက်ချင်ပါတယ်နော်ဒါပါပဲအားလုံးကျေးဇူးတင်ပါတယ်